ီပန်းကိုအမေရိကန်69ရာခိုင်နှုန်းကမစားဘူးကြပါဘူး။ဘာလို့လဲဆိုတော့တရုတ်လူမျိုးတွေဒါဘလို့ချက်စားရမလဲသိကြပါဗါး။ဒါကိုတော့ဂျိုင်းပန်းဒါမှမဟုတ်အကေရှားပန်းလို့ခေါ်ပါတယ်။ဒီပန်းတွေဟာတမူထူးကြပြီးတော့နှစ်စုံတွေအီးရာဒီမှာပူးပွင့်ကြပါတယ်။အတိအချိန်ဆိုအပင်ပေါ်မှာထူးခြားတဲ့မှုရနှက်နဲ့အဆုတ်လိုက်ပူးပွင့်နေတဲ့အဖြူရောင်ကေရှားပန်းတွေကိုတွေ့မြင်နိုင်မှာဖြစ်ပါတယ်။ကြားရည်လိုအနံ့အရသာရှိပြီးတော့ကြည့်ရတာလဲလှပတဲ့ပန်းကလေးဖြစ်ပါတယ်။ ဒါဟာတရုတ်ထမင်းဝိုင်းတွေမှာတော့ယာဒီစာတစ်မျိုးပဲဖြစ်ပါတယ်။ပန်းရဲ့အရသာဟာနူးညံ့ချုံများလိုနေပါတယ်။သူ့ကိုဝါလိုက်တဲ့အခါမှာပြားရည်လိုငွေရက်နဲ့လည်းရရှိစေပါတယ်။ပန်းပွင့်တွေကိုရေစင်အောင်ဆေးပြီးနောက်မှာတော့ရေနွေးပူတွေပြုတ်လိုက်ပါတယ်သူတို့ကိုအကြကြီးကျက်စရာမလိုပါဘူးတောက်ပတဲ့အစိမ်းရောင်ပြောင်းသွားပြီဆိုရင်တော့ရေနွေးတွေကဆယ်ယူရပါမယ်တရုတ်နိုင်ငံမှာတော့ဒီပန်းဟာလူကြိုက်များပါတယ်လူကြိုက်ရမ်းများလို့အပင်တွေကတောင်ပြန်ကြောက်နေရတဲ့အထိပါပဲ ဒါကြောင့်တရုတ်နိုင်ငံဟာဒီပန်းကိုပြပတင်ပို့မှုတားမြစ်ထားပါတယ်။အစားများတာကတော့ဒီပန်းကိုကြက်ဦးနဲ့အတွင်းဘက်ကအစာအနေနဲ့ထည့်သွင်းပြီးဖတ်ထုတ်လုပ်စားခြင်းပဲဖြစ်ပါတယ်။ကြက်ဦးရဲ့စိတ်နဲ့အရသာနဲ့ပန်းရဲ့ချိုးတဲ့အရသာပေါင်းဆက်လိုက်တဲ့အခါမှာတော့ပြီးပြည့်စုံသွားစေပါတယ်။တင်းကိုနှွေဦးရဲ့အရသာကိုပေးဆွနိုင်ပါလိမ့်မယ်။ဒါပေမဲ့ဒီပန်းဟာနှစ်ဆရက်တက်တပတ်အနည်းငယ်သာပွင့်လေးရှိကြပါတယ်။တင်းလွတ်သွားခဲ့ရင်တော့နောက်တစ်နှစ်ဆောင်ရမှာပဲဖြစ်ပါတယ်။ပန်းရဲ့ထူးခြားတဲ့မွှေးရနံနဲ့ခြုံများမှုကိုခံစားကြည့်လိုက်ပါ။